ဘာလင်ညာချမ်းများတရံကော20တခုနဲ့စောင်းပေါက်ရသည် ကုံကဏိ၌အစာအာဟာရဘဝလင်လင်ဘဝင်ဒီဒီညဉ့်ဉဉ်ဖြင့်ဗရတ်စဲမှပြန်လာခဲ့စဉ်ဘာလင်မျိုးတော်ကြီးကိုကျွန်တော်မြင်ရသည်ဂျာမန်လူမျိုးများသည်ဘူတာယုံတစ်ခုတွင်မိရထားစောင့်နေသူများနှင့်တူးနေသည် နောက်တစ်နေ့တွင်ဘာဖြစ်မည်ဆိုသည်ကိုမြည်သူများမသိကြ။သတင်းစာရောင်းသူများကအော်နေကြသည်။လူသူများကသတင်းစာကို တိတ်ဆိတ်စွာဖတ်ပြီးအလုတ်သို့တွားကြသည်။ဆိုင်ရှင်များကသူတို့ဆိုင်မှပစ္စည်းစိမ်းနှုန်းကပ်ပြားများကိုနေတိုင်းပြောင်းချိန်နေကြသည်။ဂျာမန်မတ်ငွေမှတန်ဖိုးကျဆင်းနေသည်။နိုင်ငံသားခရီးစဉ်အုပ်ကြီးများသည်ကာဖာ စတန်တန်ရက်ကွက်တွင်လှဲ့လည်နေကြသည်သူတို့အဖို့အဖို့ရန်ပစ္စည်းများကိုဈေးပေါ်ပေါ်ဖြင့်ဝယ်နေကြသည်စင်ရင်သာရက်ကွက်များတွင်မူပေါင်မုံဘုံများကိုဝင်လူကြသည်အရာရာသည်ပျို့လဲပျက်စီးတော်မည်ဟုထင်ရသည်တို့ရတွင်ဆက်ယုံမိโกခေါင်းတိုင်များမှမူမိโกတွေတလူလူထွက်နေစေဗန်တိုက်စည်းရင်းများကများပြားသောကိန်းကနန်းများကိုလှပသေးသက်စွာ ရေးမှန်နေကြစေ ပြည်ထစာများကသူတို့မျက်နှာများကိုစ조사ပန်းစားအလှချေနေကြစေသတင်းစာဆရာများကရုရှားပြည်ကအငတ်ဘေးကြီးအကြောင်းနဲ့လူရင်တော့ဤရရောသောနှလုံးသားအကြောင်းကိုရေးနေကြစေကျောင်းသားများကဂျာမန်တို့ဤအတိတ်အောင်ပွဲများအကြောင်းကိုအလွတ်ကျက်နေကြစေဘယ်နေရာကြည်ကြည်ကဖေးဆိုင်ကလေးများကာဝယ်ခန်းမများကိုတွေ့ရသည်ပိန်ချုံနေသည့်အတွဲများသည်အာရပါရကနေကြသည် jazz တေဂီတာကစူးစူးဝါဝါအောနေသည် ထို့စဉ်နာမည်ကြီးသော ထို့စဉ်ကနာမည်ကြီးသောသချင်းနှစ်ပုဒ်ကိုကျွန်တော်တတိယနေသေးသည် တို့မှာငပြောသည်ရှိသည် ဆိုသည့်သချင်းနှင့်မနေ့ပြန်ကဘာကြီးအဆုံးသို့ ရောက်တော့မည်ဆိုသည့်သချင်းတို့ဖြစ်သည်တို့ရတွင်ကဘာကြီးအဆုံးသက်သည် မနေ့ပြန်မှနောက်တနေ့သို့ရွှေ့ဆိုင်သွားပြန်သည်ဘန်ဟစ် ကီလာမင်းကနိုဝင်ဘာ9ရက်ဆိုသောအမည်ဖြင့်ဂျာမန်ဒေါ်လာရဲ့အကြောင်းဝတ္ထုတစ်ပုဒ်ရေးသည်ထိုနေ့စွဲသည်လူငယ်စာဖတ်သူများအတွက်အရေးကြီးတော့မည်မဟုတ်ဟုကျွန်တော်ထင်ပါသည်1918ခုနိုဝင်ဘာလ9ရက်နေ့တွင်ကိုင်းစားပရင်သည်ဟော်လန်သို့ထွက်ပြေးခဲ့ကာဆိုရှယ်လစ်ဒီမိုကရက်တို့ကသမ္မတနိုင်ငံကိုကျင်းညာခဲ့ကြပါသည်ပရာဂါပလက်ရက်ွက်ကတဲကိုကန်တစ်ခုတွင် အခန်းတစ်ခန်းကျွန်တော်ယူလိုက်ပါသည်လမ်းတောင်တွင်ကိုင်းစားလီရိတ်သာလမ်းမကြီးရှိပါသည် အပြင်းပြေလျှောက်ကြည့်သည့်အခါတွင် ကြီးမားသောပန်းကြံကြီးတစ်ခုကိုတွေ့ပါသည်အပြင်းပြေလျှောက်ကြည့်သည့်အခါတွင်ကြီးမားသောပန်းကြံကြီးတစ်ခုကို တွေ့ပါသည် ထိုပန်းကြံကြီးကိုဟိုဟင်ဆိုလန်ပလတ်ရင်းမှကိုင်းစားပရင်မင်းဆက်၏အမည်ဖြစ်သည်ဟိုဟင်ဆိုလန်ပလတ်ဟုခေါ်ပါသည် ကိုင်းသာပြင်းဤဓာတ်ပုံကိုကျွန်တော်တဲကိုကန်ရိတ်တာအခမ်းများတဲ့တွင်ချိတ်ဆွဲထားစေဖြစ်ပါသည် ကျွန်တော်သည်ပျော်ပျော်နေတတ်၍စိတ်ကူးယဉ်တတ်သောကဗျာဆရာကာအင်စတိုင်းနှင့်အသိမိတ်ဆွေဖြစ်သွားပါသည်သူဤကြီးမားသောခေါင်းပြောင်ပြောင်ကြီး ပေါ်တွင်မြင်းဘူးကြီးတစ်ခုပေါက်နေပါသည် သူသည်အနောက်ဘက်စစ်မျက်နှာတွင်စစ်သားတယောက်အဖြစ်ဝင်တိုက်ခဲ့ဖို့ပြီး ာယုံကျော်အာနေယောဂါဖြစ်ခဲ့ဘူးသည်ဟုပြောပြပါသည်သူလူမဲဘဘူးယုတ်တုတို့ကို သဘောကျတတ်ပုံသူဤဓမ္မကိုင်းမလွတ်သောကဗျာများနှင့်ကုံလွန်ခဲ့သောခေကြီးဤအငွေ့အသက်ဖြစ်သော စိတ်ပြည့်ခြင်းနှင့်မျောလင်းခြင်းတို့ရောထွေးနေပုံကိုကြည့်၍ရိုတွန်းကဖေးခေတုံးကကျွန်တော်မိတ်ဆွေအပေါင်းအသင်းများကိုတတိယနေပါသည်သူသည်ခရစ်တော်အကြောင်းကိုပြဆက်တဲ့ပုတ်ရေးခဲ့ပါသည်ဓမ္မကိုင်းမလွတ်ဟုဆိုကယုံတင်၍ တရားစွဲခံခဲ့ရပါသည် သူ့အမှုကိုကျွန်တော်သွား၍နားထောင်ပါသည်အမှုကိုမိခမ့်မိန်မိန်လင်းနေသည့်အခန်းတစ်ခုထဲတွင်စစ်ဆေးပါသည်ဘာသာရေးအယူသီးမှုသည်ဗရင်ကြီးသာသနာပုတ်ဟံမင်းကြီးနှင့်ဘာသာရေးညှဉ်းပန်းနှိပ်ကွပ်မှုများနှင့်ဆက်ဆက်နေတတ်ပါသည်သို့တိုင်အောင်ဒေါက်တာစာဘီတက်ကို ကားစဉ်တင်၍မိရှုတတ်ခဲ့သူများမှာဗရင်ကြီးဘာသာဝင်များမဟုတ်ဖဲ ပရင်ကြီးဘာသာဝင်တို့ကဘာသာမရှိဟုသဘောထားခဲ့သောကယ်ဗင်ဝါဒီများသာဖြစ်ပါသည်စာဘီတက်သည် လူခန္ဓာကိုယ်ဤလှုပ်ဆောင်မှုသည်ထာဝရဘုရားသခင်၏အလိုတော်အတိုင်းဖြစ်ရသည် ဆိုသည့်အချက်ကိုလက်မခံသောကြောင့်ကားစဉ်အတင်ခံရခြင်းဖြစ်ပါသည်အိုင်စတိုင်၏အမှုတွင်ကျွမ်းကျင်သူများက20ရာစုက20ရာစုနှစ်ကညာအလင်းရသာသနာဆောင်ပုဂ္ဂိုလ်တို့၏ အရေးအသားများကိုထုံးတော့ကိုးကားပြီးရှောက်လဲသွားခဲ့ကြပါသည်1945ခုနှစ်တွင်စစ်ကြောင်ပျက်စီးနေသောဘာလင်မြို့ကြီးကိုကျွန်တော်မြင်ရပြန်ပါသည်အိုင်စတိုင်၏အမှုစစ်ဆေးသည့်အဆောက်အုံနိုင်ငံတချမ်းကိုကျွန်တော်တွေ့ရပါသည်ထိုနိုင်ငံပေါ်တွင်ရုရှားမိုင်းရှင်းတပ်သားတို့ကဤနေရာတွင် မိုင်းပုံများကိုရှင်းပြီး ဖြစ်သည်ဟုရေးထားပါသည် ၁၉၂၀ခုနှစ်ကဘာလင်တွင်အရာရာတိုင်းသည် အစစ်အမှန်မဟုတ်သေးအောင်ထင်ရပါသည်ရင်းအောင်ထွားထွားနှင့်ဗျာတိရိနတ်သမီးယုံများသည် ယခင်ကကဲ့သို့အိမ်များ၏မျက်နှာစာများကို ထောက်ပင်ထားကြပါသည်ဓာတ်လီကားများသည် အလုံးလုံးနေကြပါသည်တို့ရတွင်တိုက်ခန်းများတဲ့တွင်မူအေးဆဲပြီးငတ်မွတ်နေကြပါသည်ဒရယထစပယ်ယာများက ဘုံမူကြီးများဤဇနီးများကိုတယထာပေါ်မှအစင်းတွင်ယဉ်ကျေးစွာ တွဲချပေးကြပါသည်တယထာလမ်းများသည်ဘာမျှအပြောင်းလဲမရှိပါတို့ရတွင်တမန်ဤလမ်းကြောင်းကိုမူမြည်သူများမသိနိုင်ပါဘေးဒုက္ခကြီးများသည် စီစဉ်ဥစ္စာကြွယ်ဝဟန်ဆောင်လာကြပါသည်ဈေးတိုင်များတွင်ဈေးကြီးလာသဖြင့်ရှာရင်းကြီးတွင်မရောကြတော့ပဲ ပန်းနူရောင်နဲ့အပြာရောင်ရှာအင်းကြီးရင်ပုံးများကိုသာရောင်းနေသဖြင့်ကျွန်တော်အံ့ဩရပါသေးသည်ရှာအင်းကြီးရင်ပုံးများမှာချမ်းသာခြင်းကိုပြသည့်အမတ်အသားများမဟုတ်သည့်တိုင်အ ਨੇ ဆုံးဂုံတိတ်က ရှိခြင်းဤသက်သေအမတ်အသားဖြစ်နေပါသည်ကျွန်တော်မကြာခဏသွားတဲ့အသည့်ဂျီစနီကဖေးတွင်တောက်စရာတစ်မျိုးဖြစ်သည့်မိုချီကိုတတ်ထုကော်ဖီအိုးဖြင့်ချပေးပါသည်တောက်သူများအပူမလောင်အောင် ကရားလက်ကင်တွင် အဝတ်ကလေးဆွတ်ထားပါသည်ကိမ့်မုံများကိုနှင်းကားရိုက်ထားသည့်အာလူးဖြင့်လှုပ်ထားပါသည်ခါတိုင်းကဲ့သို့ပင်ဘာလင်မျိုးသားများသည်ဟာဘာနာသို့မဟုတ်ဘရာဇီးတစိ့တတ်ထားသည့်ဆေးပြင်းလိပ်များကိုတောက်နေကြစေဖြစ်ပါသည်တို့ရတွင်ထိုဆေးပြင်းလိပ်များမှာမုံလာရွက်ချောင်များကိုနီကိုတင်းစိန်ပြီး လိပ်ထားခြင်းဖြစ်ပါသည်ကိုင်းစားပြင်းလက်ထက်ကလို့ အရာအလုံးသည်စနစ်တကျချောချောမောမောဖြစ်လျက်ရှိပါသည်တ냐၌ကျွန်တော်တို့သည်ဘာလင်သို့ရောက်လာသောဘွေကြီးလီတင်နှင့်အတူလမ်းလျှောက်ထွက်လာခဲ့ကြသည်ကဖေးဆိုင်များမှခက်စောစောပိတ်ပါသည်ပိုလီဖိစတန်ဒီရက်ွက်သည်စစ်ကာလ၏အကျွမ်းကြံတစ်ခုဖြစ်ပါသည်လူတစ်ယောက်ကျွန်တော်တို့အနည်းသို့ရောက်လာကညစခန်းတစ်ခုသို့လိုက်ပို့ပေးမည်ဟုပြောပါသည်ကျွန်တော်တို့သည် မြေအောက်ယထာ စီးလာခဲ့ကြသည် ထို့နောက်မိမိန်မိန်ထွန်းထားသည့်လမ်းတလျှောက်အကြာကြီးလမ်းလျှောက်လာခဲ့ကြပြီးနောက်ဆုံးတွင်အတော်အတန်သက်ရခမ်းနားသည့်အခန်းတစ်ခုသို့ရောက်လာခဲ့ကြသည်နိုင်ရန်ပေါ်တွင်အရာရှိဝတ်စုံများဝတ်ထားသည့်မိသားစုဓာတ်ပုံများချိတ်ထားပြီးနေဝင်ခြင်းပကြီကားတစ်ချပ်ကိုလည်းဆွဲထားသည်ကျွန်တော်တို့ကိုရှမ်ပိန်အရက်နဲနဲဆွတ်ထားသည့်လိမ္မော်ရီစသည်တို့ကိုပေးပါသည် ထို့နောက်အင်ရှင်ဤသမီးနှယောက်ထွက်လာပါသည် သူတို့ကကပြကြပါသည်တယောက်ကလီဒင်နှင့်စကားပြောနေပါသည်သူမမှာဒေါစတိုယက်စကီ၏ဝိတ္ထုများကိုနှစ်သက်သူတို့ဖြစ်ကြောင်းတွေ့ရပါသည် အမေကနိုင်ငံခြားဧည့်သည်များကိုမျှော်လင့်တကြီးဖြင့်ကြည်နေပါသည် သူသမီးများကိုသဘောကျပြီးအလုပ်ဖြစ်မည်ဟုထင်နေပုံရပါသည်ဒေါ်လာလိုချင်နေကြပါသည်ဂျာမန်မတ်ငွေမှာတန်ဖိုးကျနေပါသည် ညာတွင်ချင်းပင်ကြသွားတတ်ပါသည်ဒီလိုပဲလောက်ရတာပဲလေကဘာကြီးပြတ်တော့မယ်ထင်ပါရဲ့ဟု အမေကြီးကညီးနေသည်ဘာလင်းတို့ရောက်မသွားမီကလေးတွင်အယူသည့်မျိုးချင်းများကအလဲဘဟုပါတီကောင်းဆောင်တူဖြစ်သူအာဇာဘာကြားကိုလောက်ကြံတက်ဖြတ်ခဲ့ကြသည်ဘရင်အုပ်စိုးရေးဝါရီများဖြစ်သည့်ဘစ်စမတ်လက်အဖွဲ့ချုပ်ဝင်များကလူ ထိုလူသက်မှုကို ပြောင်ပြောင်တင်းတင်းပင်ချီးကျူးခဲ့ကြပါသည်။နောက်တွင်နာဇီပါတီဝင်ဖြစ်လာမည့်သူများကတက်ရှိပြစ်မှတ်များကို လိုက်၍ပြစ်ခတ်နေကြခြင်းတွင်ဥပဒေပညာရှင်များက ကိုရက်ဥပဒေအပိုင်များကို လေ့လာခြင်းဟန်ဆောင်နေကြပြီးဆိုရှယ်ဒီမိုကရက်များကအရှက်မရှိတပ်ပြင်းချနေကြပါသည်။ကဆိုးကြီးကိုစနစ်ကြသည့်ဘဝကြီးတစ်ခုအဖြစ်ထူထောင်နေကြသည့်ကိစ္စတွင် ထိုအရာများသည်ဘာမျှတားဆီးခြင်းမပြုနိုင်ခဲ့ကြပါစစ်အတွင်းတုန်းကဒဏ်ရာရခဲ့သည့်လူများ၏ခြေထုလက်ထုများသည်တကြွကြွကြီးမြည်ခြင်းမရှိတော့ပါဟာလာဟင်းလင်းဖြစ်နေသောအင်းကြီးလက်များကို တွဲချင်းများဖြင့်တွဲထားကြပါသည်မိကြီးထီသည်ဖြင့်မျက်နာကို လောင်ထားသည့်စစ်ပြန်များကမျက်မှန်မဲကြီးတွေကိုတတ်ထားကြပါသည်ရှုံသွားသောစစ်ကြီးသည် ရုပ်ဖြက်ပြီးလမ်းမတကာတွင် ရှောက်သွားနေပါသည် ိဘမဲ့ဂေဟာသို့ပို့ရသည့်မွေးကင်းစာကလေးတရားလျင်30သည်ယက်အနှဲငယ်အတွင် သေဆုံးသွားကြသည်ဟုသတင်းစာများကရေးကြသည်မသေးဘဲကြံရစ်သူတို့သည်1940ခုနှစ်သို့ရောက်သည့်အခါတွင်ဟစ်တလာအတွက်အကြခံမိအမြောက်စာများဖြစ်ခဲ့ကြရသည်ဂျာမန်ရုပ်ရှင်ကုမ္ပဏီများသည်အခြားအကြောင်းအရာများကိုရုပ်ရှင်ရိုက်နေကြတော့လဲ ပြီးခဲ့သည့်ပထမကဘာစစ်ကြီးနှင့်ပတ်သက်၍မြည်သည့်ဇလန်းကိုမြတ်ရကုပြသခြင်းမပြုပါတို့ရတွင်ပရိသတ်ကမူဒုက္ခရောက်သည့်အခန်းများရက်ဆက်သည့်အခန်းများအလွန်အဆွေအခန်းများကို ကြည်ကျင်နေကြပါသည်တခါတွင် ထိုးသွသောဇကာမျိုးရိုက်နေသည့်ရိုက်ကွင်းတစ်ခုသို့ကျွန်တော်ရောက်သွားပါသည်ဇလိုက်မင်းသမီး၏အဖေကသမီးကိုအခန်းထဲပိတ်လောင်ထားပါသည် သူ့ချစ်သူကသူ့ကို ကြာပွန်းဖြင့်ရိုက်ပါသည် ဇက်လိုက်မင်းသမီးကခုနှစ်ထပ်တိုက်ပြတင်းပေါင်မှခုံချအဆုံးစီရင်သွားပါသည်ဇက်လိုက်ကကြိုးစွဲချ၍တည်သွားပါသည်ပရိုဂျူဆာကထိုကားကို နိုင်ငံသားသို့တင်ပို့သည့်အခါတွင် အဆုံးသက်ကို တမျိုးပြောင်းပြီးပျော်ရှင်စွာ အဆုံးသက်မည်ဖြစ်ကြောင်းပြောပြပါသည်ကျွမ်းများက လူတစ်ယောက်ကိုဝိုင်းကိုက်တက်ဖြတ်လိုက်ပုံတက်ဖြတ်ပစ်လိုက်ပုံမင်းကလေးတူကိုမွေစိုးကြီးတကောင်တပ်ပုံတို့ကို ကြည့်၍သဘောကျနေသော အသားရည်ဖြော့တော့၍ပိန်ချုံနေသည့်လူငယ်လူရွယ်များကိုကျွန်တော်မကြာခဏမြင်ခဲ့ရပါသည်စတန်းပကြီးပြပွဲများသို့ကျွန်တော်တွားကြည့်ပါသည် ကျွန်တော်တွေ့ရသောအရာများမှာပကြီးမဟုတ်ပါအမှုပညာမဟုတ်ပါ၆လုံးပြူးနှင့်ဘုံများအစားစုတ်တံများနှင့်ဆေးတောက်များကိုလက်နှင့်အဖြစ်အသုံးပြုနေကြသူများဤစိတ်ကူးပောက်ကွဲမှုများထင်ရမြင်ရရေးဆွဲထားသည့်အရာများသာဖြစ်ပါသည် အချို့ပကြီးကားများ၏အမိများကိုကျွန်တော်မှတ်စုတဲ့တွင်ကူးယူခဲ့ပါသည်။သွေးတဲကစင်ဖိုနီတေဂီတရေဒီယိုလိုင်းတို့၏ကစောင်းကနင်းဖြစ်မှု ကဘာကြီးအပြက်တွင် တွေ့ရမည်အယောင်အသွေးပုံစံဇယားစသည်တို့ဖြစ်ပါသည်စိတ်ဓာတ်ဖျော်ဖျဲဖြစ်နေခြင်းသည် ထွက်ပေါက်ကိုတောင်းဆိုတတ်ပါသည် ဝေဖန်ရေးဆရာများပြောနေကြသည့်နီယော expressionism သို့မဟုတ်ဒါရဝါရသည် ကျွန်တော်တို့အများသူငါယူဆနေကြသောအမှုပညာဆိုသည့်အရာထက်ဆုံးတိုက်ပွဲပုံကန်ထားကြွမှုများနှင့်အာနာသိမ့်ပွဲများရှက်ရင်ပုံးအင်းကြီးများနှင့်သာဆိုင်လိမ့်မည်ထင်ပါသည်စတမ်းပကြီးပြပွဲကိုရှေ့ဆောင် ရှေ့ရွက်ပြုသူဘောဒင်မှာကြုံလီသည့်ငှက်ကောင်၏မျက်နှာမျိုးရှိပြီး ပင်ကလည်းအရှိကြီးနှင့်ဖြစ်ပါသည်သူသည်ထိုးတွင်းသည့်သည့်တယံပူညာအကြောင်းနှင့်ကဘာကြီးဏီကုန်းသို့ရောက်တော်မဲ့အကြောင်းတို့ကိုမကြာခဏပြောတတ်ပါသည်နိုင်ရန်များပေါ်တွင်ကိုယုံကာယအယုတ်တွေချိတ်ဆွဲထားသည့်ပကြီးပြကန်းတဲ၌ဟောတွင်သည်တက်တောင်တက်တာဖြစ်လျက်ရှိကကျွန်တော်ကိုအနည်းရှိကဖေးတစ်ခုမှမှာယူသောကော်ဖီနှုတ်ကိတ်မုံတို့ဖြင့်ဧကံပါသည်ကျွန်တော်သည်မက်ဒင်ဘက်သို့သွားကြည့်ပါသည် ိမ်မျက်နှာစာများကိုရှောက်ကြည့်ပါသည်ဒိုက်ရထားများသတင်းစာများဈေးဆိုင်ကလေးများမှာအလားတူ ကြောက်เสียကိုရုတ်ကာရအယုတ်တွေဖြင့်တန်းစားဆင်ထားပါသည်ဗာလင်မြို့တော်စောက်လုံရေးအာနာပိုင်အဖွဲ့ဤအကြီးအကဲမှာပါရမီညာထက်မြတ်သည့်သူ့ဘိသူကစိတ်ကူးများကိုဂေောမေထွိပညာမှရခြင်းဖြစ်ပါသည်ထိုစဉ်ကသူသည်ပြင်သစ်ပြည်တွင်နေထိုင်သူဖြစ်ပါသည်ငတ်မော့ခြင်းနှင့်ငွေစည်းကစားခြင်း ဘဂရမျိုးကိုမနေ့ကအိမ်မက်မဲ့ခြင်းနဲ့မနေ့ပြန်တွင်အိန္ဒိယကိုဝင်ရောက်တိုက်ခိုက်ရန်စိတ်ကူးခြင်းဘီယာခန်းဆောင်အာနာသိမ့်ပွဲနှင့်အလौဒမထားကြွမှုများစသည်တို့ပေါင်းစုံရောရှက်နေသည့်တိုင်းပြည်တွင် နေထိုင်သူဖြစ်ပါသည်ဟစ်တလာတက်လာသည့်အခါတွင်ဘရူနိုတောက်သည်ဂျပန်သို့ထွက်သွားခဲ့ပါသည်ဂျပန်တွင်ခေတ်သစ်ဘီတုကာမှုကို တွေ့ရသည့်အခါသူပြောနေပါသည် အလင်းရောင်ရပြီးရှင်းနေသောဂျပန်ရိုးရာအိမ်များကိုသူသဘောကျနေပါသည်မော်စကိုလမ်းများက ထိတ်တန်းဝါဒီပကြီးဆရာတို့ဤပကြီးကားများကိုကျွန်တော်တရိယာနေသည့်တိုင်မယ်ဒီဘကပကြီးတွေကို တွေ့ရသည့်အခါတွင် ကျွန်တော်စိတ်ပြတ်နေပါသည် ထိတ်တန်းဝါဒီပကြီးဆရာများဖြစ်သောတက်တလင်းမာလီပစ်ပိုပိုရိုဒီရှင်ကိုစသူတို့ဤဘာသာစကား ပကြီလက်ရာဘာသာစကားသည်မိမြထူဆန်း၍မိမြ၆တွေ့သည် ဆိုစေသူတို့အထက်တွင်အမှုပညာဤဘာသာစကားအထိုင်အလျောက်တော်ပါပါသေးသည်ဂျာမန်ပကြီကိုကျွန်တော်စိတ်ပြေရခြင်းမှာစာပေဆန်ခြင်းအချို့အစသဘောလုံးဝကင်းမဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်ပကြီကားများသည်တက်မဲ့ဆန်နေကြပါသည်ဟဲစင်ကလေးဝါဤကဗျာစာအုပ်အဖုံးကိုကျွန်တော် တရိယနေပါသေးသည်လွန်စွာထိတ်လန့်အားငယ်ကအော်ဟစ်နေသော လူတယောက်၏မျက်နှာဖြစ်သည် သူ့ကြပြားထဲတွင် နမိတ်ဖတ်ချက်များစွာတို့ဖြင့်ဒင်းချမ်းဖြစ်နေသည်ဝါဖဲနှင့်အန်ရွန်းတို့၏ကြပြားများထဲတွင်လည်းပျက်စီးကြေပြုံးခြင်းပေခြင်းတို့ကိုနမိတ်ဖတ်နေသည် ထိုအတော်အတွင်း၌ကြပြားကိုဘာမျှနားမလည်သည့်လမ်းပေါ်ကလူသည်မယုံသင်္ကာမှုအပြည့်ဖြင့်တိတ်ဆိတ်နေသည် ကျွန်တော်သည်လဲနှင့်ဖရန့်နှင့်မကြာခဏတွေ့လျင်ရှိပါသည် ထိုစဉ်ကသူသည်အသက်40အတွင်းသို့ရောက်နေပြီးနာမည်ကျော်စာရေးဆရာကြီးဖြစ်နေပါပြီတို့ရတွင်သူသည် အနာဂတ်ကိုတွေးမြော်ကြည့်နေသော လူငယ်လေးတယောက်ဖြစ်နေပါသေးသည်လူချင်းချင်းတွေ့လျင်တယောက်မျက်လုံးကိုတယောက်ကြည့်ပြီးတယောက်ပြုံးကိုတယောက်ကြည့်လိုက်လျင် လုံလောက်ပါသည်မကောင်းဆိုးဝအတားအဆီးတို့သည်ပျောက်ကွယ်သွားကြပါသည်။နောင် နှစ်ပေါင်းများစွာကြာသည်အထိသူသည် များစွာ ပြောင်းလဲခြင်းမရှိပါဘယ်အရာမှသူ့ကိုခက်ထန်ကြမ်းတမ်းသွားအောင်မလုပ်နိုင်ခဲ့ပါကျွန်တော်သည်စစ်ပြီးသွားသည့်အခါတွင်လည်းသူ့ကို တွေ့ပါသည်ဖက်စစ်နှစ်ကာလများတုန်းကလည်းသူ့ကို ပါရီတွင် တွေ့ခဲ့ပါသည် သူသည် အနောက်ဂျာမနီတွင်နေပြီးဘာလင်သို့ရောက်လာကာ အရှိဂျာမနီမှစာရေးဆရာများနှင့်ချစ်ကြည်ရင်းနှီးစွာစကားပြောခဲ့ပါသည်သူ၏စာအုပ်တော်၏အမည်မှာလူသည်ကောင်းသည်ဟူ၍ဖြစ်ပါသည်သူအကဲဖြတ်ချက်သည်စန္ဒာဆွဲပါသည်အကဲဖြတ်ချက်ဖြစ်ပါသည်နာဇီကိုင်းဝင်တို့သည်မြည်သောသူများဖြစ်ကြောင်းကောင်းကောင်းလေ့လာသည်တို့ရတွင် သူကိုယ်တိုင်မှလူကောင်းတစ်ယောက်ဖြစ်ပါသည်စာရေးဆရာဟိုလီရှားသည် ငွေရောင်သပင် လိုင်းတို့များတို့လောက်ခါရင်ကြည်ပါဗျနေမကူးခင်မှာဘာလင်ဟာမော်စကိုကို လက်ကမ်းကြုံมาပါဟု ပြောပါသည်နိုင်ငံခြားမှောင်ကိုကုံတယ်များနှင့်ခေတ်သက်သေးတွေလာလေးရှိသည့်ရှေးပါရက်ွက်တွင် ရိုမန်နီရှေးကဖေးဆိုသည့်ဆိုင်တဆိုင်ရှိသည် ထိုနေရာမှာစာရေးဆရာများပကြီးဆရာများငွေအယောင်းဝယ်လောက်သူများ ြည်တစာများလာလေးရှိပါသည် ထိုနေရာတွင်မူဆိုလီနီ၏ငါးကြီးစီကိုကြောက်၍ထွက်ပြေးလာသောအီတလီလူမျိုးများကိုလည်းတွေ့နိုင်သည် ထိုနေရာတွင်ဟော်တီ၏အကျဉ်းထောင်များကိုရှောင်ပြေးလာသည့်ဟန်ဂေရီလူမျိုးများကိုလည်းတွေ့နိုင်ပါသည် ထိုနေရာတွင်ဟန်ဂေရီပကြီးဆရာမိုဟိုလီနတ်သည်လီဇစ်စကီနှင့်တိဆောက်မှုပကြီးဝါဒအကြောင်းကိုညင်းခုန်ခဲ့ကြပါသည် ထိုနေရာတွင်မာယာကော့စကီသည် မေယာဟုအကြောင်းကို ပီကာဆိုအားပြောပြခဲ့ပါသည်ထိုနေရာတွင်အီတလီအတွေးရှင်များသည်ကမ္ဘာအလုံသမားတက်ကြီးရောမမျိုးကိုကြီးတက်ဆန္ဒပြရန် စိတ်ကူးခဲ့ကြဘူးပါသည်ထိုနေရာတွင်လူလိမ်ငွေအယောင်းအဝယ်လောက်သူများသည်အမေရိကန်ဒေါ်လာငွေစက်ကူများကိုဝယ်ယူခဲ့ကြပါသည်တနင်္ဂနွေမနေ့စောစောဖျားရှိကူအကြောင်းသို့တွားနေသည့ တုတ်တုတ်ခိုင်ခိုင်ဂျာမန်များသည် ရိုမန်နီရှေးကဖေးကိုကြောက်ကြောက်လန့်လန့်ဖြင့်လှမ်းကြည့်ကြပါသည်သူတို့အထင်တွင်မူဖျားရှိခိုးကြောင်းနှင့်မျက်နှချင်းဆိုင်တွင်ကပ္ပတော်လန်၏အဖွဲချုပ်ကြီးဖွင့်ထားသည်ဟုထင်နေကြပုံရပါသည်